လာပါရှင်ရန်ကုန်ခေတ်သစ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်အမေရိကန်က NUG ကိုနှစ်စဉ်ဒေါ်လာ1000ရာပေးပြီးတရုတ်ကိုထိန်းချုပ်နိုင်ရန်မြန်မာနိုင်ငံကိုပြစ်မှတ်ထားနေလို့စစ်ကောင်စီကဆွဆွဲချက်ထုတ်ပြန်လိုက်ပါတယ်မိုင်းခတ်ခလရ328တက်ကဘိုးကြီးဇွဲမှန်ဦးနဲ့ဇနီးအေးတနာဝင်းကမဲစုမယ်လို့ဆိုကလူ90ဦးစီကနေတိန်းထောင်ကျော်နေလေပြီး ငွေပြန်တောင်းသူတွေကိုစစ်တပ်နဲ့ချင်းချောင်နေတဲ့တဲ့ပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမရှင် အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တစ်ပုတ်ကတော့မြန်မာနိုင်ငံဟာ NUG ကိုနှစ်စဉ်ဒေါ်လာတန်း100ထုတ်ပေးပြီးတရုတ်ကိုထိမ့်ချုပ်နိုင်ဖို့မြန်မာနိုင်ငံကိုပြစ်မှတ်ထားတာဖြစ်တယ်လို့စစ်ကောင်စီကဆွဆွဲထုတ်ပြန်လိုက်ပြီး MNDAA ဒီအန်လီနဲ့ NUG တို့မှာစည်ရင်းမဟာမိတ်ဖွဲ့ထားတယ်လို့ထိုးနယ်ပြောဆိုလိုက်ပါတယ်။ MNDAA နဲ့ DNL တို့ဟာ NUG နဲ့စည်ရင်းမဟာမိတ်ဖွဲ့ပြီးတိုက်ခိုက်နေတာဖြစ်တယ်လို့ NUG ဟာအမေရိကန်ရဲ့အထောက်ပံ့ကိုနှစ်စဉ်ဒေါ်လာတန်း100ခန့်ရရှိနေပြီးမြမပြည်တွင်မတိမငြိမ်ဖြစ် အောင်လှုပ်ဆောင်တာဟာ ထင်ရှားနေတာဖြစ်တယ်လို့လည်းစစ်ကောင်စီကပြောဆိုထားပါတယ်။မြန်မာပြည်တွင်းရေးကိုအမေရိကန်ကအဲ့လိုငွေကုန်ခံဆောင်းနေခြင်းမှာမြန်မာနိုင်ငံတွင်းအမေရိကန်ရဲ့အကျိုးစီးပွားတွေရှိလို့မဟုတ်ပဲသူတို့ရဲ့အဓိကပြိုင်ဘက်ဖြစ်တဲ့တရုတ်နိုင်ငံကိုထိုးနှက်နိုင်ရန်သာဖြစ်တယ်လို့စွပ်စွဲပြောဆိုထားပါတယ်။မြန်မာနိုင်ငံဟာတရုတ်နိုင်ငံရဲ့အိန္ဒိယသမုဒ္ဒရာထွက်ပေါက်အိန္ဒိချင်းနိုင်ငံဖြစ်ပြီးမြန်မာနိုင်ငံတွင်တရုတ်နိုင်ငံရဲ့ရင်းနှီးမြှုပ်နှံထားတဲ့စီးပွားရေးလုပ်ငန်းများစွာရှိပြီးတရုတ်နိုင်ငံကိုထိန်းချုပ်ဖို့အတွက်မြန်မာနိုင်ငံကိုပြစ်မှတ်ထားနေ ရာဖြစ်တယ်လို့လည်းစစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာရေးသားထားပါဗျ။အဲဒါကြောင့်မြန်မာနိုင်ငံကိုအလုံးစုံပြတ်သုံးစေလိုတဲ့ NUG အုပ်စုနဲ့သူတို့ကိုထောက်ပံ့ပေးတဲ့ American ဥဆောင်တဲ့အနောက်အုပ်စုတို့သာဖြစ်ပြီးတရုတ်နိုင်ငံဟာမြန်မာအင်ဒီဂျင်ကောင်ပီတာစွာအပြည့်အဝရက်တည်ပြီး ကူညီပေးနေတာဖြစ်တယ်လို့လည်းဆိုထားပါဗျ။တရုတ်ကနေဆက်ဒေတာတလျှောက်က NUG လက်ဝေခံ MND နဲ့ TNL လက်လက်ကင်တို့ကိုဖိအားပေးကနေဆက်ဂိတ်တွေကိုပိတ်ဆို့ခြင်းအပါအဝင်အရေးယူမှုတွေတိုးမြင်ဆွဲခဲ့လို့လည်းစစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရသိရှိရပါဗျ။အဲဒီလိုနေဆက်ဒေတာတလျှောက်ကလက်လက်ကင်တွေပေါ်ကိုပိတ်ဆို့အရေးယူမှုတွေဆွဲတာဟာမြန်မာနိုင်ငံတည်ငြိမ်အေးချမ်းမှုအ мян ဆုံးပြန်လည်ရရှိရေးအတွက်သာဖြစ်တယ်လို့လည်းစစ်ကောင်စီကပြောဆိုထားပါတယ်ရှင်။ ဒီတစ်ခါမှာတော့မြန်မာနိုင်ငံတွင်းပြည်သူတွေကိုနေ့စဉ်လေကြောင်းကနေဘုံကျဲတက်ဖြတ်နေတဲ့အကြမ်းဖက်မင်းအောင်လှိုင်က တိုင်းရင်းသားလက်လက်ကင်တပ်ဖွဲ့တွေ PDF တွေကိုလက်လက်တွေကိုစွန့်ပြီးနိုင်ငံရေးနှိမ့်လက်နဲ့ဖြည့်ရှင်းဖို့ဖိတ်ခေါ်တယ်လို့ဆိုပြီးအကြမ်းဖက်စစ်ကောင်စီကမနေ့ကညပိုင်းမှာထုတ်ပြန်လာပါတယ်စစ်အာဏာသိမ်းယူတာဟာ2020ခုနှစ်ရွေးကောက်ပွဲမှာမဲမတမာမှုတွေဖြစ်ပေါ်ခဲ့ပေမဲ့မဖြည့်ရှင်းပေပဲနိုင်ငံတော်အာဏာရယူဖို့ကြိုးပမ်းလာတဲ့အတွက်2008ဖွဲ့စည်းပုံအခြေခံဥပဒေအရစစ်တပ်ကအာဏာရယူခဲ့တာဖြစ်တယ်လို့လည်းအကြမ်းဖက်စစ်ကောင်စီကထုတ်ပြန်ထားပါတယ်အော်တိုဘာလ10ရက်နေ့မှာရွေးကောက်ပွဲအတွက်သကောင်စင်းနဲ့မဲစင်းတွေကိုကောက် ခံတော့မှာဖြစ်တဲ့အတွက်ရေကောက်ပွဲလမ်းကြောင်းနိုင်ငံရေးပါတီလမ်းကြောင်းနဲ့နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းတဲ့လမ်းကြောင်းကိုလက်လက်တွေကိုစွန့်ပြီးဖြေရှင်းကြဖို့ဆိုပြီးစစ်ကောင်စီကထုတ်ပြန်လာပါတယ်။အကြက်ဖက်စစ်ကောင်စီကဒီလိုထုတ်ပြန်ပေးမလဲလက်တွေမှာတော့တနိုင်ငံလုံးလေကြောင်းတက်ခတ်မှုတွေကိုအဆက်မပြတ်လှုပ်ဆောင်နေတဲ့အပြင် ဆုံးရှုံးနယ်မြေတွေကိုပြန်လည်သိမ်းပိုက်မဲ့နိုင်ငံတော်အဆင့်ရန်နိုင်မင်းစစ်စရေးကိုလည်းအကောင့်ထဲပေါ်နေတာဖြစ်ပါတယ်။မနေ့ကဆိုရင်ရခိုင်ပြည်နယ်မှာစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတက်ခတ်တာကြောင့်ကလေးတငယ်နဲ့အမျိုးသမီးတွေအပါအဝင် ပြည်သူဒါဇင်ချီတေဆုံးထိခိုက်ဒဏ်ရာရှိတာတွေလည်းဖြစ်ပေါ်နေပါတယ်ရှင်။ ဒီတကမှာတော့အကြမ်းဖက်စစ်ကောင်စီရဲ့သကောင်စင်းကောက်ယူမှုကိုပြည်သူတရက်လုံးနီးလန့်မျိုးစုံနဲ့ဆန့်ကျင်ကြဖို့တိုက်တွန်းတယ်လို့ရန်ကုန်လူထုတပိတ်အင်အားစုကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တက်ကိုပြောပါရယ်သကောင်စင်းကောက်ယူဖို့ကြိုးပမ်းမှုကိုပြည်သူလူထုတရက်လုံးအနေနဲ့တော်လဲအင်အားစုတွေနဲ့အတူတကွရနိုင်သမျှနီးလန့်မျိုးစုံကိုတုံးကဆန့်ကျင်ကြဖို့လိုအပ်တယ်လို့လည်းဆိုထားပါရယ်အဲလိုဆန့်ကျင်ရမှာသကောင်စင်းကောက်ယူမှုလုပ်ငန်းစဉ်ပြပြစေဖို့အတွက်ဆောင်ရွက်တာကောက်ယူရမှာပတ်ဝန်းသူတွေကိုဖိအားပေးတာ ဖဲချင်းကလူမှုရေးပြစ်ဒဏ်ခတ်တာတွေလုပ်နိုင်တယ်လို့လဲဆိုထားပါဗျ။ဒါအပြင်သကောင်စင်ကောက်ယူမှုကိုမပူပေါင်းတာဖြစ်ဆိုတာမျိုးမလုပ်တာမလွဲမရှောင်တာဖြစ်ဆိုရရင်အချက်လက်တွေကိုလွဲမှားဖြစ်ဆိုတာတွေနဲ့ပြည်သူတို့အချင်းချင်းနဲ့တော်လှန်ရေးဘော်တွေကိုလိုအပ်တယ်လို့အကာအကွယ်ပေးတာဆတာတို့ကိုလှုပ်ဆောင်နိုင်တယ်လို့ရန်ကုန်တပိတ်အင်အားစုတွေကထုတ်ပြန်ထားပါဗျ။စစ်ကောင်စီရဲ့သကောင်စင်ဟာဟန်ပြရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတစ်ခုဖြစ်တဲ့အပြင်မြို့နယ်ရက်ကွက်တွေလိုက်စစ်မှုထမ်းနိုင်တဲ့လူငယ်တွေရဲ့အရေအတွက်ကိုကောက်ယူဖို့ကြိုးပမ်းတာဖြစ်တယ်လို့လည်းဆိုထားပါဗျ။ဒါအပြင်အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာပါဝင်ကြတဲ့ចောင်းသားလူငယ်တွေ ပြည်သူဝန်ထမ်းတွေရဲ့အခြေအနေတွေမြို့ပြနေတပိတ်ရဲဘော်တွေရဲ့တော်လန်းအင်အားစုတွေရဲ့အချက်လက်တွေကိုရှာဖွေဖော်ထုတ်ဖို့ကြံစည်မှုဖြစ်တယ်လို့လည်းရန်ကုန်လူထုတပိတ်ကဆိုထားပါဗျ။ဒါကြောင့်စစ်ကောင်စီရဲ့တကောင်စင်ကောက်ယူရန်ကြိုးပမ်းမှုဟာမြို့ပြတော်လန်းအင်အားစုတွေအပါအဝင်ပြည်သူလူထုတဦးတယောက်တိုင်းအတွက်အနေရဖြစ်နေတယ်လို့လည်းရန်ကုန်လူထုတပိတ်အင်အားစုကတာဝန်ရှိသူတို့ကပြောပါတယ်ရှင်။ ရှမ်းပြည်နယ်တရင်တပုတ်ကိုတက်ဆက်ပေးကြပါရယ်။ရှမ်းပြည်နယ်အရှိပိုင်းမန်းခန့်မြို့နယ်အခြေဆိုင်စစ်ကောင်စီရဲ့ခလရ328တရင်ကဗိုလ်ကြီးဇွဲမန်ဦးနဲ့ဇနီးဖြစ်သူအေဒနာဝင်းကအွန်လိုင်းမဲဆုမလို့ဆိုပြီးလူရောက်90စီးကနေတိမ့်ထောင်ကျော်လင်းလဲသွားတယ်လို့အလင်းခံရသူပြည်သူချုပ်ကရန်ကုန်ခေတ်တရင်နာကိုပြပြပါရယ်။ဗိုလ်ကြီးဇွဲမန်ဦးရဲ့ဇနီးဖြစ်သူအေဒနာဝင်းဟာမန်းခန့်မြို့အခြေခံမြညာကျောင်းကကျောင်းဆံမဖြစ်လောက်ကရင်ပြည်သူအယောက်90စီးကနေမဲဆုမလို့ဆိုပြီးငွေကြေးတွေကိုလင်းလဲ ွားတာလည်းဖြစ်ပါတယ်။အဲ့ဒီငွေလိန်လဲတဲ့ဘိုးကတော်အေးတနာဝင်းကသူ့လိန်ထားတာတွေပြင်မပေးတဲ့အပြင်သူ့ကိုအဆက်ခွဲတဲ့သူတွေကို စစ်တပ်နဲ့အရေးယူမယ်လို့ချင်းချောက်ပြောဆိုနေရလို့လဲမဲလင်ခရယာသူတို့ကရန်ကုန်ခေတ္တတရဏာကိုပြောပြပါရယ်မဲလင်ခရယာမှုတွေသက်ဆိုင်ရာကိုတိုင်ကြားခဲ့ပြီးမဲ့လဲအရေးယူမှုတစုံတရာမရှိသလိုလိန်လေသူဗိုလ်ကြီးဇွဲမှန်ဦးဟာ DSA စစ်တပ်ကတို့အပတ်စဉ်67ကြောင်းစင်ဖြစ်ပြီးသူ့ရဲ့ယာရုအရှိန်ကိုတုံးကအမှုမဖွင့်ရစေဖို့အတွက်တားဆီးထားရလို့လဲသိရှိရပါရယ်ရန်ကုန်ခေတ္တတရဏာအနေနဲ့မိုင်းခတ်ခလရ318တက်ရဲ့ဖုန်းနံပါတ်တွေကိုဆက်သွယ်ကဗိုလ်ကြီးဇွဲမှန်ဦးနဲ့ပတ်သက်တဲ့ကိစ္စကိုမေးမြန်း ်းဖို့စ조사ခဲ့ပြီးမလဲတရင်ရဲ့ဖုန်းနံပါတ်တွေဟာပြည်ပကနေခေါ်ဆိုခွင့်မရရှိစေဖို့အတွက်ပိတ်ပင်ထားတာကြောင့်အဆက်အသွယ်မရရှိပါဘူးရှင်။ပဲခူးဝသတင်းတပုတ်ကိုကြည့်အောင်ပါ။ပဲခူးတိုင်းသားရီထောက်မှနိုင်ငံရဲ့အကျဉ်းသူအမျိုးသမီးတူကိုတန်ချုံနဲ့ထိုးတဲ့အကျဉ်းသူကိုထောင်အောင်အောင်တွေကအရေးယူမှုမရှိဘူးလို့အကျဉ်းထောင်နဲ့နှိဆက်သူတွေကရန်ကုန်ခေတ္တတဲ့နာကိုပြပြပါရတယ်။သားရီအကျဉ်းထောင်ရဲ့အမျိုးသမီးအဆောင်တက်မှာ နိုင်ငံရဲ့အကျဉ်းသူတူနဲ့အခြားအကျဉ်းသူတူတို့အချင်းများကြရာကနေနိုင်ငံရဲ့အကျဉ်းသူကိုတန်ချုံနဲ့လက်လက်နဲ့ထိုးရဖြစ်စဉ်ဖြစ်ပွားခဲ့လို့လည်းသိရှိရပါတယ်။စေးမှုနဲ့ထောင်၁၁နှစ်ကြာခံနေရတဲ့မတ်ချစ်မိုးဆွေခေါ်ဂေါ်ဘီထုတ်ဟာနိုင်ငံရဲ့အကျဉ်းသူနဲ့စကားများရာကနေကိုထိလျောက်ကျွလွန်ခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။အဲ့ဒီမတ်ချစ်မိုးဆွေခေါ်ဂေါ်ဘီထုတ်ဟာနိုင်ငံရဲ့အကျဉ်းသူတွေနဲ့စကားများတာရမှုတာ ကိုထိလက်ရောက်ကျွလွန်တာတွေကိုပြုလုပ်ခဲ့ဖို့သူဖြစ်တယ်လို့လည်းသိရှိရပါတယ်။အဲ့လိုလုပ်ခဲ့ပေမဲ့လည်းအမျိုးသမီးဆောင်အတော်ဝန်ကန်ဦးစည်းအရာကြီးဒေါ်နန်းတင်က ထိရောက်စွာအရေးမယူဘူးလို့လည်းအချင်းတောင်နဲ့နှိဆက်သူကရန်ကုန်ခေတ်တည်တနနာကိုပြပြပါရတယ်။အဲ့ဒီအမျိုးသမီးအဆောင်တာဝန်ခံဦးစည်ရာချီဒေါ်နန်းတင်ဟာလက်ဆောင်ပနာတွေကိုလက်ပေးလက်ယူဖြည့်လက်ခံတာနှစ်ကြီးပြည့်မှုဆိုင်ရာအကျဉ်းသားတွေကိုလက်ကင်တော့အနေနဲ့မြောက်ပင့်သွေးခွဲအုပ်ချုပ်ကနိုင်ကျင်းတွေကိုဖိနှိပ်ချင်းချောက်မှုတွေကိုပြုလုပ်နေတာဖြစ်ပါတယ်။ဒါအပြင်လူငယ်တွေကိုအကျဉ်းသူမိသားစုဝင်စီကတောင်းယူလက်ခံကနှလုံးထီသုံးလုံးထီလောင်ကစားတွေကိုလောက်ကအလွန်ကျွံငွေကြေးသုံးဆက်ပြီးငွေကြေးအကျွေးအရှုပ်ရှင်းတွေဖြစ်နေ တယ်လို့လည်းသိရှိရပါတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တပုတ်ကတော့မန္တလေးတိုင်းမြင်းကြံမြို့နယ်ဖုံရွာကျေးရွာကိုအကြက်ဖက်စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်လာပြီးပြည်သူ၃ဦးကိုတပ်ဖြတ်ကနေအိမ်၃လုံးကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ဒေသသတင်းမြစ်ကရန်ကုန်ခေတ္တရနာကိုပြောပြပါရတယ်။စက်တင်ဘာလ26နေ့မနေ့9ရက်လောက်မှာမြင်းကြံမြို့ခမရ15တိုင်ရင်းကနေအကြက်ဖက်စစ်သားနဲ့ပြူစောတိတွေကဖုံရွာကျေးရွာကိုအင်အားအများပြားနဲ့စစ်ကြောင်းထိုးဝင်ရောက်လာပြီးအသက်53နှစ်အရွယ်ရှိတဲ့ဦးအောင်ကျော်စင်အသက်52နှစ်အရွယ်ရှိတဲ့ဦးရဲဝင်းနဲ့အသက်55နှစ် ရွယ်ရှိတဲ့ဥကြော်စွာဝင်းတို့ကိုဖမ်းဆီးတပ်ဖြတ်ခဲ့ကသူတို့ရဲ့နေရင်သုံးလုံးကိုလည်းမီးရှို့ဖျက်ဆီးခဲ့တာလည်းဖြစ်ပါတယ်။ဂျပန်စစ်တပ်ကဖမ်းဆီးတပ်ဖြတ်ခံသူတွေကဥရဲဝင်းနဲ့ဥကြော်စွာတို့ဟာညီကိုရင်းတွေဖြစ်ကြပြီး NLD အစိုးရလက်ထက်ကရက်ကျင်းအုပ်ချုပ်ရေးမှုတွေဖြစ်လောက်ကန်ခဲ့သူတွေဖြစ်တယ်လို့အဲလိုအဂျပန်စစ်သားနဲ့ပြူစောထီးတွေကတပ်ဖြတ်ပြီးရဲ့နောက်မှာတေဆုံးသူတွေလက်ထက်ကိုဓာတ်တစ်ချောင်းစီထက်ကဓာတ်ပုံရိုက်ယူပြီးပြန်လည်ထွက်ခွာသွားတယ်လို့လည်းသိရှိရပါတယ်ရှင်။ ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါကျေးဇူးပေးတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျေးမများပါ